karungan. မြက်ခင်းမြင့်ကြီးတစ်ခုဝမှာစင်ငယ်လေးတစ်ကောင်ရှိတယ်။သူကတော့အရန်တက်မှာပြီးအားကြီးပြီမဲ့ဘာနာရန်ကြီးတက်တယ်။ပြီးတော့သူကတင်းငယ်တဲ့အရာလေးတွေကိုလည်းအမြဲတမ်းရေမိုးဟားတိုက်တက်တယ်။ဒီနေ့မှာတော့စင်ငယ်လေးဟာတစ်ပင်နေပေကြမှာဖြတ်ဆွဲထားတဲ့ပင့်ကိုအိမ်လေးတစ်ခုကိုသူတွေ့သွားတယ်။တွေ့လဲတွေ့ရောသူကနေပြီးတော့ဟာဟာဒီအမြင်တစ်လေးတွေကဘာအဆွမ်းရှိမှလဲ။လေတိုက်တာနဲ့ပြတ်သွားမှာပဲလို့ဆိုပြီးတော့ပင့်ကူမြေကိုသူ့နှမောင်းနဲ့သွားပြီးတော့ပုတ်ဆွဲလိုက်တယ်။အဲ့ဒီအခါမှာတင်းကူမြေလေးတွေဟာ ာမပြတ်ဖဲနဲ့သူ့ရဲ့နှမောင်းမှာလာပြီးကတ်တွေသွားတယ်။အဲ့ဒါနဲ့ single လေးကဒေါသထွက်ပြီးတော့သူ့ရဲ့နှမောင်းကိုအဆက်မပြတ်ရမ်းခါလိုက်ပြီးမဲ့ပင်ကူမြေလေးတွေကမပြတ်တဲ့အပြင်သူ့ရဲ့နှမောင်းမှာတင်းတင်းကြပ်ကြပ်ရစ်ပတ်လာတယ်။အဲ့ဒီအခါမှာ single လေးကအလက်တကြားနဲ့ချက်နေတဲ့အချိန်မှာဆင်ပင်ကူမကြီးက ပေါ်ကနေဆင်းလာပြီးတော့သူ့ကိုပြောလိုက်တယ်။စင်ငယ်လေးရေမင်းကတတ်ပါတယ်ဆိုပေမဲ့အားရဲ့အမြင်လေးတွေကလည်းမင်းထစ်တလောက်အာမနေဘူးနော်။တင်းငယ်တဲ့အရာတိုင်းမှာသူ့ရဲ့တန်ဖိုးနဲ့အစွမ်းနဲ့ရှိရဲဆိုတာမင်းမမေ့လိုက်နဲ့ဆိုပြီးတော့ပြောလိုက်တယ်။အဲ့ဒီအခါမှာစင်ကလေးကအယံရှက်သွားပြီးတော့အိမ်နေကစားပြီးတင်းငယ်တဲ့အရာတွေကိုဘရော့မှလောင်ပြောင်ခြင်းမပြုတော့ပဲမာနမကြီးပဲနေထိုင်သွားပါတော့တယ်။ ပြည်ပုံမြင်လေးရဲ့သင်ခန်းစာမှာဆိုရင်သားတို့သမီးတို့ကလည်းအသေးအမွှားလေးလိုထင်ရတဲ့အရာတွေမှတော့ကြီးမားတဲ့ခွန်အားနဲ့တန်ဖိုးတွေရှိနေတတ်တယ်။ဘယ်အရာကိုမှမာနနဲ့အထင်မသေးသေးဘူးဆိုပြီးတော့ပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။